ဣခန္ဓာအနိစ္စာမြဲတာမရှိပါမြဲမှုကင်းกว่าငါခန္ဓာတေမာနောက်ဆုံးပါတေပြီးနောက်ဝင်သုတ်တံမဲစွန့်ပယ်ခံရမှာငါဣခန္ဓာဒုက္ခတာရှမ်းတာမရှိပါရှမ်းသာကင်းกว่าငါခန္ဓာတေမာနောက်ဆုံးပါ ပေကြီးနောက်ဝယ်တုတ်တံမင်းစုပယ်ခံရမှာငါဤခန္ဓာအနတ္တပိုင်တာမရှိပါပိုင်ဆိုင်ကင်းกว่าငါခန္ဓာသေမာနောက်ဆုံးပါတေကြီးနောက်ဝယ်တုတ်တံမင်းစုပယ်ခံရမှာတဲ့အဲ့ဒီတော့ ုံတို့ရဲ့ခန္ဓာကိုယ်ကြီးတရားရကမတို့ရဲ့ခန္ဓာကိုယ်ကြီးဟာနောက်ဆုံးကြတော့ဘာဖြစ်လဲမမြဲဘူးတည်ကြရမှာတည်ကြရမှာဘလို့မှရှောင်လို့မရဘူးပြူနေတဲ့လူနဲ့တနေ့ကြရင်ပူကြရမှာပဲမာနေတဲ့လူနဲ့တနေ့ကြရင်နာကြရမှာပဲရှင်နေတဲ့လူနဲ့တနေ့ကြရင် တေကြရမှာပဲဒီဥချင်းတရားနာချင်းတရားတေချင်းတရားနဲ့ဘယ်သူမှကင်းကွာလို့မရဘူးဘလောက်ပဲလှနေလှနေဘလောက်ပဲရှောနေရှောနေဘလောက်ပဲရှမ်းသာနေရှမ်းသာနေဒီဥချင်းတရားနာချင်းတရားတေချင်းတရားနဲ့ဘယ်သူမှကင်းကွာလို့မရဘူးရှိမှကြုံတွေ့ရမှာ ကြုံတွေ့ရမှာအခုတရားဟောနေတဲ့ဘုံဘုံမျိုးသက်တဲ့အရှင်ကုမာရတောင်ဟူကောအခုတရားနာနေတဲ့တရားတကမအပေါင်းသူတော်ကောင်းတွေကောဟုတ်လားတနည်းကြရင်ဒီဦးချင်းတရားနာချင်းတရားသိချင်းတရားနဲ့ကြုံတွေ့ရမှာဘယ်သူမှချောင်ရဲလို့မရအောင်သိကြရမှာနော်သိကြရမှာဘာမှမမြဲဘူး ယခုရှားဖွေ စုဆောင်ထားတဲ့ကိုပိုင်ပါပြီဆိုတဲ့ကိုဆိုင်ပါတယ်ဆိုတဲ့အရာကြီးဘာမှမရှိဘူးနော်တည်ရင်အလုံးထားကြရတာထားကြရကိုနောက်ကိုတကယ်တမ်းပါတာကကိုပြုလုပ်ထားတယ်ဒါနကုသိုလ်တီလကုသိုလ်ဘာဝနာကုသိုလ်ဒီကောင်းမှုကုသိုလ်တရားတွေက ကိုကိုစောင့်ချောက်ပါ စောင့်ချောက်မှာဒီဘဝမှာလည်းစောင့်ချောက်တယ်လို့နောင်ဘဝမှာလည်းစောင့်ချောက်နေမယ်ဘယ်ဘဝတွေရောက်ရောက်ဟုတ်လားကောင်းတာလုပ်ရင်ကောင်းကူခံစားရတယ်လို့မကောင်းတာလုပ်ရင်ဆိုးကျိုးခံစားရမှာပဲအဲ့ဒီတော့လူတိုင်းလူတိုင်းမှာမဖြစ်မနေကြုံတွေ့ကြရမှာကတော့တည်ခြင်းတရားပဲ တည်ခြင်းတရားပဲအဲ့ဒီတည်ခြင်းတရားကိုတို့ရမယ်ဘယ်လိုရင်ဆိုင်ရမလဲဆိုလို့ရှိရင်ဘဝကြီးကတော့တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ဘဝပြီးတစ်ဘဝသွားနေကြရမှာပဲအဲ့ဒီဘဝကြီးသွားဖို့အတွက်ကိုကောင်းမှုကုသိုလ်တရားတွေပါနေမယ်ဆိုရင်တော့ ရောက်တဲ့ဘဝရတဲ့ဘဝတွေဟာကောင်းကျိုးချမ်းသာတွေနဲ့တင့်တင့်တယ်တယ်နဲ့နေရမှာပဲဒီနေ့ကောင်းရင်မနှက်ပြန်လည်းကောင်းပါပဲလေအဲ့တော့ဒီဘဝကောင်းရင်နောက်ဘဝလည်းကောင်းမှာပေါ့ဒါကိုသိဖို့လိုတယ်နော်အဲ့ဒီတော့ဒီဘဝကောင်းကောင်းနေမှ နောက်ဘဝလည်း ကောင်းကျိုးချမ်းသာတွေရရှိပါလေ။အဲဒီတော့ဒီဘဝမှာ ကောင်းကျိုးချမ်းသာတွေရရှိအောင်နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရရှိအောင်မတည်ခင်လေးမှာတို့တည်းကောင်းမှုကုသိုလ်တရားတွေကိုပြုလုပ်ပြီးတော့နေရမယ်။ဒါနသီလဘာဝနာနော်ကောင်းမှုကုသိုလ်တရားတွေကို ကိုအားကိုအားထားရာဖြစ်တဲ့ကောင်းမှုကုသိုလ်တရားတွေကိုစုထားရမယ်။ဒါမှရိတ်ခါအစ်စ်ခေါ်တယ်။နော်။အဲ့ဒီတော့လူဆိုတာကဒီနေ့နဲ့မနှက်ပြန်တော့မသေးကြတဲ့လူလောကကြီးမှာအချိန်မရွေးနေရာမရွေးပြီးသွားနိုင်တယ်။အဲ့ဒီတော့မသေးခင်လေးမှာ ကောင်းမှုကုသိုလ်တရားတွေကိုတို့တွေပြုလုပ်ပြီးတော့နေတဲ့နေနေတဲ့နဲ့နော်မဖြစ်မနေကြုံတွေ့ရမယ်ဒီအိုချင်းတရားနာချင်းတရားတေချင်းတရားကိုဘယ်သူမှဆောင်ရွက်လို့မရဘူးဆောင်ရွက်လို့မရဘူးလူဆိုတာပူပြီးနာပြီးမှတည်နိုင်တာမဟုတ်ဘူးနော်မအိုခင်မနာခင်လည်းအကြောင်းတစ်ခုခုနဲ့တည်း တည်ဆုံးသွားနိုင်တယ်တည်ဆုံးသွားနိုင်တယ်အဲ့ဒီလိုတည်ခြင်းတရားနဲ့ချက်ရှိရေဆန်ရပြီဆိုရင်ကိုယ်စီမှာဘာကောင်းမှုကိုယ်တို့တရားမှမပါဘူးဆိုရင်တော့သွားပြီဗျာဟုတ်လားဘယ်ဘဝရောက်နေရောက်တဲ့ဘဝမှာသူများတွေတက်မျက်နှာငယ်နဲ့နေရနိုင်မယ်ဆိုတာကို အားလုံးသဘောပေါက်ပါမယ်နော် အဲ့ဒီတော့ရှိမှာအပြစ်မနေကြုံတွေ့ရမယ်။ဥချင်းတရား၊နာချင်းတရား၊သိချင်းတရားကိုဘယ်လိုမှရှောင်လွှဲလို့မရဘူး။ဘယ်သူမှလည်းဒုက္ခနာကိုကြည့်၊ဒုပိုင်ဆိုင်သမျှဒုရှိခင်းသမျှအားလုံးကိုစွန့်လွှတ်ထားကြရမှာ။စွန့်လွှတ်ထားကြရမှာ။ရဲတယ်ဆိုတာဘာမှမရှိဘူးနော်။ ကိုပိုင်ဆိုင်သည်မကိုရှိသည်မကိုခင်သည်မကိုတန်ရောစီရှိသည်မအားလုံးကိုစွန့်လွတ်ထားပြီးတော့ဘဝတစ်ခုကိုတွားကြရမှာဒီနေ့နေ့ကိုသေးပြီဆိုတော့လေကိုရှိခင်သည်မတန်ရောစီရှိသည်မလူတွေဟာလဲကို့အိမ်မှာပုတ်ပွားနေအောင်ဘယ်သူမှကြကြမထားဘူးနော် နောက်ဆုံးမှာဘယ်ဟုပို့မှာလဲဆိုလို့ချင်းတေကြီးနောက်ဝယ်တုတ်တန်နဲ့စွန့်ပယ်ခံရမှာစွန့်ပယ်ခံရမှာတုတ်တန်မှာစွန့်ပြကြမှာနော်ဘသူမှပုတ်ပွားပြီးရင်ကောင်းနေအောင်နေတဲ့ပိုးကောင်းနေထိုးနေတဲ့ဒီအယုတ်အလောင်းပုတ်အပွားကြီးကိုအိမ်မှာဘသူမှကြာကြာမထားဘူးဆိုတာကို အားလုံးတတိတံဝေကဉာဏ်ရရှိစေခြင်းပါတယ်အဲ့ဒီတော့ကိုယ့်ရဲ့အာဟုပေါ်ရာ အာဟုရာအစစ်ကားတော့ကိုယ့်ရဲ့ဒါနသီလဘာဝနာ ကောင်းမှုကုသိုလ်တရားတွေသာဖြစ်ပါတယ်ဒါကြောင့်ဒီဒါနသီလဘာဝနာကောင်းမှုကုသိုလ်တရားတွေကိုနေ့စဉ်မပြတ် ပြုလုပ်ပါ မမေ့ပါနဲ့လူဘဝဆိုတာဒီနေ့နဲ့မနေ့ပြန်အောင်မတည်ကြတဲ့လူဘဝကြီးပါအချိန်မရွေးနေရမရွေးတည်သွားနိုင်ပါတယ်ဒါကြောင့်အချိန်မရွေးနေရမရွေးမှာကောင်းမှုကုသိုလ်တရားတွေကို မမေ့ကြပါနဲ့လို့ဘုံမျိုးသက်တဲ့အရှင်ကုမာရတောင်မှတံဝေကတရား ဟောကြားပေးခဲ့ပါတယ်။